Hi everyone. Fallen Back ကနေကြိုဆိုပါရစေ။ Injustice God Among Us ရဲ့ဒုတိယနှစ်ကိုရောက်လာပါပြီ။ဒါကြောင့်ပြောထားတဲ့အတိုင်း Part 1ကိုတင်ဆက်ပေးလိုက်ပါရစေ။အပိုင်းအလုံးကိုအချိန်တစ်ခုအတွင်းစာဆုံးတင်ဆက်ပေးသွားမှာဖြစ်ပေမယ့်မဆောင်ကျင်တဲ့လူတွေအတွက်အပိုင်းတွေအများကြီးကိုခဏလေးအတွင်းကြည့်နိုင်မယ့် plan လေးတွေလည်းစီစဉ်ပေးထားပါရစေ။ဒါကတော့ Premium Plan နဲ့ Super Plan တို့ဆိုပြီးဖြစ်ပါရစေ။ Plan တွေအကြောင်းအသေးစိတ်သိချင်တာပဲဖြစ်ဖြစ်တခြားမင်းမြင်ချင်တာပဲဖြစ်ဖြစ်ဆက်သွယ်လို့ရမယ့် Telegram account ကို comment မှာချပေးထားပါရစေ။ဒီလိုမျိုး comment နဲ့သက်ဆိုင်တဲ့ content တွေ စူပါဟီးရိုးဖန်တစီစားရဲ့ fiction နဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားရဲဆိုရင် channel subscribe လုပ်ထားနိုင်ပါတယ် like share comment တွေနဲ့လည်းတနေသလောက်ကူညီအပေးပေးပြီးဆိုရင်တော့ let's fucking go အတိတ်ကာလတစ်ခုမှာ Oliver Queen, Dinah Lance နဲ့ Hal Jordan တို့တောင်ယောက်က night out ထွက်နေကြပါတယ် အိုလီဗာတူတူတော့တော့ဖို့ခေါ်နေပေမဲ့ဟာကတော့အင်ကိုပဲတ ਿਆਂ ကျနေပါလေအကြောင်းကတော့ဟာတယောက်အိုလီဗာနဲ့ဒိုင်နာကိုအတွေ့အကြုံလူပိုလေးဖြစ်နေလို့ပါဒါပေမဲ့အိုလီဗာနဲ့ဒိုင်နာဟာကိုအရက်ဆိုင်နဲ့အတင်းခေါ်သွားပြီးလူပိုမဖြစ်ချင်နောက်တစ်ခါရေးစားထားတဲ့အခါတပတ်ထပ်ပို့တွဲနိုင်အောင်စူးစမ်းဖို့လို့ပြောပါလေပလေးပွိုင်းလေးဟာကငါချိုးတစ်ခုလုံးကဘာစားချိုးသားကောင်းကြီးစီကနေကဲထားငါသာမရှိရင်နင်တို့အသက်တောင်မရှိဘူးလို့ရှင်းရမ်းရမ်းပါလေဒိုင်နာစကမ်းလက်ရောက်မလွှဲနဲ့ဟာ နေရနင်းကိုနေတာအကြောက်တရားမရှိရလို့ဘာညာနဲ့ရှူနေရ။ရေးစားအတီကြတွဲဖို့ကြတေလောင်းအောင်ကြောက်တယ်မဲ့ဂါဒီယန်နေရောသိရလားလို့စပါရဲ့။အဲ့ဒီအချိန်ဘလကောင်းကောင်းနဲ့ဘဲတပွဲဦးဆောင်တဲ့လူမိုက်တစ်ဖွဲရောက်လာပြီးဒိုင်နာကိုအရက်ဝက်တိုက်ချင်တယ်လို့ပြောပါရဲ့။အိုလီဗာလောင်ပြုံးပြုံးလိုက်တာကြောင့်လူမိုက်ကအိုလီဗာရဲ့အင်ဂျီစာကိုဆွဲပြီးမင်းတို့ကိုပြောလိုက်တာလားမဟုတ်စိတ်ကောင်းလို့မေးပါတယ်။အိုလီဗာဘာမှမပြောပါဘူးဟာဒီတိုင်းရေချင်သွားလို့ပါမရေမိအောင်ထိမ့်ပါသေးရဲ့လို့ပြောပါတယ်။အဲ့ဒီချိန်မှာပဲဒိုင်နာလူမိုက်တွေကိုတွန်းထုတ်ပစ်လိုက်ပါတယ်။ ခြေထောက်နဲ့ကန်တဲ့နဲ့ကောင်အကန်ဗတိနဲ့ထိုးတဲ့ကောင်အထိုးအကောင်လုံးကိုပညာရေးပြပါတယ်။အိုလီဗာနဲ့ဇပွဲပေါ်အမြေပဲစေးတစ်စေးကိုတောက်လိုက်ပြီးသူ့ကိုလာဖြဲအကောင်ရဲ့မျက်လုံးတက်တက်မှန်အောင်လှုပ်လိုက်ပါတယ်။မျက်လုံးနဲ့မြေပဲစေးဝင်သွားတဲ့လူမိုက်ခေါင်းဆောင်ကသူ့မျက်လုံးကိုအုပ်ထားလိုက်တော့ဘိုင်နာလက်သင်းရထိုးပြီးအိတ်ခိုင်းလိုက်ပါတယ်။အိုလီဗာသူ့မုန့်စိတ်ကိုမကောင်းပြောသွားလို့မြေပဲလေးနဲ့ပဲတောက်လိုက်ရဖြစ်ကြောင်းပြောပြီးဘိုင်နာသူဟာအိုလီဗာရဲ့ကုန်တိတ်ခါကိုအမြဲကာဝယ်ပေးမှမလို့အိုလီဗာကိုယ်ရင်ပြန်ချဖို့မလို့ကြောင်းပြန်ပြောရင်ရိုးနေကြပါတယ်။ လူဘိုဖြစ်နေတဲ့ဟာကတော့သူတို့အကြည့်ရင်ပိုစိတ်ဆင်းရဲသွားရှာပါတယ်။အဲဒီနောက်မှာအိုလီဗာကဘာကြီးကိုကယ်တင်ခဲ့တဲ့ဟဲလ်ဂျော်ဒန်အတွက်တောက်လိုက်ရအောင်လို့ပြောပြီးသုံးယောက်သားခွက်ချင်းတိုက်လိုက်ပါတယ်။ပြည်စုံပံကာလာမှာတော့ဒိုင်နာနဲ့ဟာတို့ကအိုလီဗာရဲ့အုပ်ကိုရှေ့ရက်နေကြပြီးဘေးတစ်ပတ်စီမှာဗမန်အဖွဲ့ဝင်လိုနဲ့ဂျက်စတစ်လီကိုရက်နေကြပါတယ်။အခြားလူတွေအားလုံးပြန်သွားချိန်မှာဒိုင်နာနဲ့ဟာတို့နှစ်ယောက်ပဲကြံခဲ့ပြီးဒိုင်နာစူပါမန်အိုလီဗာကိုတပ်ပြက်လိုက်တာတော့သူ့ဘက်မှာရက်တည်နေရုံလားလို့ဟာကမေးပါတယ်။ဟာက "तू အဲ့လိုလည်းဖို့မကြည့်ရပါဘူး။" ဒါတွေကိုဖယ်လိုက်ရင်အခုကဘာကြီးကပိုကောင်းနေပြီလေလို့ပြောတော့ဒိုင်နာနင်းနဲ့ကပြောစရာစကားမရှိတော့လို့ဆိုပြီးအဝေးကိုထွက်သွားပါတယ်ခဏကြာဒိုင်နာရဲ့အနာကိုစူပါမန်ရောက်လာပြီးစကားပြောဝင် တောင်းပါတယ်အိုလီဗာအဖြစ်အတွက်သူစိတ်မကောင်းတဲ့အကြောင်းအဲ့လောက်ထိနာကျင်စေဖို့ဘယ်တော့မှမရွယ်ခဲ့ကြောင်းနေပြောပါတယ်ဒိုင်နာကတော့စကားတစ်ခုမှပြန်မပြောဘဲတခြားတစ်ဖက်ကိုသာငင်းနေပါတယ်စူပါမန်ကတခုပြောပါအောင်ဆိုပြီးပခုံးကိုပုတ်လိုက်ချင်မှတော့ဒိုင်နာနင်းကတော့တခုပြောစေချင်တာလားကောင်းပြီလေလို့ပြောပြီးအပြင်းထန်ဆုံးဆော့နဲ့စကရင်နဲ့អော်လိုက်ပါတယ် စောနဲ့စကရင်အတန်းကြောင့်စူပါမန်တယောက်နားနှစ်ဖက်ကိုအလင်းမြန်ပိတ်လိုက်ရပါမယ်။နားရည်ကသွေးတွေပါစီးကျလာပါတယ်။စူပါမန်ကဒိုင်နာရဲ့ပါစက်ကိုခက်ချရန်ပိတ်လိုက်ပြီးဒိုင်နာရဲ့အကြီးကျောင်းလက်ကိုပြန်ရုပ်လိုက်ပါတယ်။ဒိုင်နာဒါပဲလေကလကမဟုတ်ပြစမ်း။အိုလီဗာမသိခင်နောက်ဆုံးမြင်ခဲ့ရတဲ့နင်းရဲ့လူမဆန်တဲ့ရုပ်ကိုနင်းငါတို့အားလုံးအယူလုပ်ခဲ့တာပဲ။ငါတို့ကနင်းကိုငါတို့လိုလူသားဆန်ပဲထင်ခဲ့တာ။ဒါပေမဲ့နင်းကအဲ့ဒါနဲ့တခြားစီပဲ။နင်းကကဘာကြီးကိုငါတို့မြင်တယ်လို့မမြင်ဘူး။ပြောညံ့တဲ့အကာအကွယ်မဲ့နေရာတစ်ခုဖြစ်မြင်တယ်။ဒါပေမဲ့ငါတို့ကမပြောညံ့ဘူး။ နင်းကိုအစိမ့်စိမ့်မမဖြစ်အောင်စုပ်ဖျက်ပစ်မယ်လို့ပြောပါတယ်။စူပါမန်စကားပြောတာဆင်ရင်စန်းဒိုင်နာလို့ဆိုပြီးဒိုင်နာတို့တခြားကြည့်ဖို့စူပါမန်ကိုပြောပါတယ်။စူပါမန်ကတခြားကြည့်လိုက်ချိန်မှာတော့မျက်လုံးအဆောင်ကပြူးကျဲသွားပြီးဒိုင်နာမှာကိုဝင်ရှိနေရဆိုတာကိုသိလိုက်ရပါတယ်။ဒိုင်နာငါဟာအခုလူနှစ်ယောက်စာတွေတိုက်ခိုက်ပေးနေရလို့ပြောရကြောင်းစူပါမန်လည်းဘာမှဆက်မလုပ်တော့ပဲနေရာအနေထွက်သွားပါတယ်။အရင်နောက်ဒိုင်နာဘာဘရာဂေါ်ဒန် AKA Oracle ကိုဆက်သွယ်ရေးကိရိယာနဲ့တဆင့်သူထွက်သွားပြီ Oracle ုနာဟရီအားလုံးမှတ်တမ်းတင်လိုက်ရလားလို့မေးပါတယ်။အော်ရခင်ကလိုအပ်တာရရသွားပြီ။တော်ရဒိုင်နာလို့ဆိုပြီးစက်တော်ရလမ်းကနေအောက်သွားပါတယ်။သူ့နာမည်ကခိုင်ရီနာပါ။ဂရင်းလန်ဒန်တယောက်ဖြစ်ပြီးအာကာသရဲ့နှဆိုင်တဲ့တနေရာမှာဂါဒီယန်နေပေးရဲ့မစ်ရှင်ကိုထမ်းဆောင်နေခဲ့ရတနစ်ကျော်ပါပြီ။သူကအခြေစဉ်စုရဲ့ကြားမကောင်းမှုတွေကိုတိုက်ခိုက်ပြီးဂျိုးရီကိုကယ်တင်ပေးခဲ့ပါတယ်။အခုတော့သူ့ရဲ့အိမ်ဖြစ်တဲ့ကဘာဂျိုးကိုပြန်လာနေပါပြီ။ဒါပေမဲ့လည်းကဘာကြီးကထွက်သွားခဲ့တဲ့ဝန်းနဲ့အကြီးအကျယ်ကွာခြားလို့နေပါတယ်။ ဂေါ်တန်မှာတော့ဘက်စကနယ်ရုတ်တရက်ပွင့်လာပြီးကော်မရှင်နာဂေါ်တန်ဘသူထုံးလိုက်တာလဲဆိုတာထွက်ကြည့်ပါရယ်သူတို့လိုက်ရတာဘက်စကနယ်နီးပြန်ဝဲနေတဲ့စူပါမန်ဖြစ်ပြီးစူပါမန်ကဗမန်ဗမာလေလို့ဂေါ်တန်ကိုမေးပါရယ်ဂေါ်တန်ကဆက်လိုက်တလိကိုမင်းညင်အခုမင်းလုံနေရအဲ့ဒါလားညသကောင်ရဲ့အမိုးဝော်လာပြီးမင်းဖန်ဒီနေရဲ့ပြည့်ပြည့်စုံတဲ့ကဘာတို့ကလူတွေကိုလိုက်ရှင်းချောက်နေရပေါ့လို့ပြောပါရယ်စူပါမန်ကတော့ဗမန်ဗမာလဲဆိုတာကိုပဲထပ်မေးလိုက်ပြီးဂေါ်ဒွန်ကသူမတည်ဘူးလို့အပြေပေးပါတယ်စူပါမန်ခမည်းသားလိန်နေရဆိုလို့ရတော့လို့ပြောပြီးဂေါ်ဒွန်ကစကားကိုအဆုံးသတ်ခွင့်မပေးဘဲ မင်းကနှလုံးခုန်တယ်အောင်မကြောက်ဘူးလားကွာအဲ့ဒါကိုကြည့်ပြီးငါလိမ့်နေရဟုတ်မဟုတ်မင်းမသိဘူးလားလို့မေးပါတယ်စူပါမန်ကဂေါ်တိုရဲ့နှလုံးခုန်တယ်အောင်အာယုံစိုက်နားထောင်လိုက်ပြီးခမားလိမ့်နေရမဟုတ်ဘူးပဲဒါမဲ့သူ့ပမာရှိလဲဆိုတာသိရရင်တော့ထိန်ချံပြီး brand ပြတယောက်ကိုကိုညီမနေပါနဲ့ကော်မရှင်နာလို့ပြောပါတယ်ဂေါ်တိုကငါခံယူရတဲ့တရားမျှတမှုအရာကတော့ तू က brand ပြမဟုတ်ဘူးလို့ဆိုပါတယ်ဒီတော့စူပါမန်ခမားမှာတမိတယောက်ရှိရမလားလို့ဂေါ်တိုကိုမေးလိုက်ပါတယ်ဂေါ်ဒွန်ကဒေါသထွက်သွားပြီးမင်းငါ့ကိုချင်းချောက်နေရလားလို့ဆိုတော့စူပါမန်ခမရဲ့အဆုံမှာအကျိတ်တွေအများကြီးရှိနေတယ် ကုသမှုမြန်မြန်ရယူပါကောင်းလိမ့်မယ်ဒါပေမဲ့ခမရဲ့ကင်ဆာဆဲတွေကတော်တော်လေးပြန့်နေပြီကျုပ်စိတ်မကောင်းပါဘူးလို့ပြောပြီးအဝေးကိုပြန်ထွက်သွားပါတယ်ဂေါ်ဒွန်ကတော့သူ့ရဲ့နောက်ဆုံးအချိန်ရောက်လာတော့မယ်ဆိုတာကိုသဘောပေါက်လိုက်ရပါတယ်ဗမန်တစ်ဖြစ်လဲဘရုဆွန်ရဲ့မျက်လုံးအဆုံးကပွင့်လာပြီးသူ့ကိုစောင့်ကြည့်နေတဲ့အဲဖရက်ကိုတွေးလိုက်ရပါတယ်အဲဖရက်ကဘရုကိုကြည့်ရင်အဆင်ပြေပါရဲ့သခင်လေးဘရုကျွန်တော်ဒီမှာရှိရလို့နှစ်သိမ့်ပေးပါတယ်ဘရုစ်ကဂရင်တစ်ခုပေါ်မှာလဲလျောင်းနေတာဖြစ်ပြီးသူ့နားမှာစေအိတ်ကိုကြိယာကြီးလဲဆုံဆုံလင်းလင်းရှိနေပါတယ် ်အဖရက်ကအကဲခဲပြောက်စေပေးရအောင်မလားလို့မေးတော့ဘရုစ်ကမလိုဘူးအဖရက်ကျွန်တော်သတိရှိနေမှဖြစ်မယ်လို့ပြောပါတယ်အဖရက်ကမဟုတ်တာမင်းရဲ့ခါကကျိုးသွားပြီဘာမှရှောက်စင်းစားနေနဲ့အေးစစေးအနားယူဖို့လိုရလို့ဆိုပါတယ်ဘရုစ်ကဘေဘီဝဲရကိုရှောက်ကြည့်ပြီဒါကကျွန်တော်တို့ရဲ့လှုပ်ဝက်စကန်တစ်ခုမဟုတ်ဘူးပဲလို့ပြောပြီးအဖရက်ကမဟုတ်ဘူးဒီနေရာစူပါမန်လို့ကောင်းတော့မလာနိုင်တဲ့နေရာဒီနေရာကိုလာဖို့မိတ်ဆွေတယောက်ရဲ့အကူအညီကိုယူလိုက်ရရလို့ဆိုပါတယ် အဲ့ဒီအချိန်အခန်းတနင်္လာမှာရှိနေတဲ့ဇထာနာကိုတွေ့လိုက်ရပြီးဇထာနာစူပါမန်ဟာဗမန်ကိုရှာဖို့တကဘာလုံးကိုမြေလှန်နေတဲ့အကြောင်းအခုရှာမတွေ့တာပေါ်ပညာနဲ့သက်ဆိုင်တဲ့တခုခုအကြောင်းဆိုပြီးတန်တရားရှိလို့ Raven ရဲ့အကူအညီနဲ့လောကရဲ့ Ram နေကြမှာလိုက်ရှာနေတဲ့အကြောင်းဒီနေရာကိုတော့ရှာတွေ့မှာမဟုတ်တဲ့အကြောင်းရှင်းပြပါပါတယ် ရုစ်ကဒီနီယာဆိုတာဘယ်နေရာလဲမေးလိုက်တော့စထာနာအချိန်နဲ့အကာသားတွေအပြင်ပဲဒေါက်တာဖိတ်ရဲ့တာဝါ The Tower of Fate မှာပဲလို့အဖြေပေးလိုက်ပါတယ်။ဘရုစ်ကဂမိုးရှုလို့ထထိုင်မှုလုပ်ပြီးသူ့မှာလှုပ်ဆရာရဲ့ရှိသေးကြောင်းပြောပါတယ်။စထာနာကတော့ခါသာတပုတ်ကိုယွတ်လိုက်ပြီးဘရုစ်ကိုပြန်အေးပြော်သွားအောင်လုပ်လိုက်ပါတယ်။လွန်ခဲ့တဲ့တစ်နှစ်ခွဲလောက်က Green Lantern ခိုင်းဝေနာတယောက်လှပရဲ့အပြုံတူငီရဲ့အကြိုက်တွေရှိတဲ့ကောင်မလေးတယောက်နဲ့ယထားပုံမှာတွေ့ခဲ့ပါတယ်။ကောင်မလေးကခိုင်းကိုသူ့ဖုန်းနံပါတ်ပေးခဲ့ပြီးခိုင်းကလည်းနောက်နေ့ဖုန်းခေါ်လိုက်မယ်လို့ကြေပေးခဲ့ပါတယ်။ ဒါပေမဲ့လည်းနောက်နေ့မှာတော့ကန်ဂျမန်ရဲ့ကြည်စဲမှုအရအလင်းနှစ်တွေယာနဲ့ချီဝဲအင်တာဂလက်တစ်စစ်ပွဲကြီးထဲမှာပါဝင်ခဲ့ရပါတယ်။ဒါကြောင့်ပဲအခုကဘာပေါ်ကိုပြန်ရောက်တာနဲ့ကော်မလေးကိုဖုံးခေါ်ဖို့ခိုင်တယောက်ဆုံးဖြတ်ထားပါတယ်။ဒါပေမဲ့ရုတ်တရက်ကဘာနဲ့အနည်းဆုံးကိုရောက်နေတဲ့ခိုင်ရဲ့လယ်ဘင်းကိုရဲလို့လန်ဒန်စွမ်းရင်တုံးကြိုးတကြိုးကရစ်ပတ်လိုက်ပါတယ်။လက်တဲ့ခြေတွေကိုလည်းအလားတူရစ်ပတ်လိုက်ပြီးဒါရီရဲ့တရခန်ရဲလို့လက်တန်ခေါ့ဆက်ခေါင်းဆောင်စနက်စထရိုဖြစ်နေအောင်တွေးလိုက်ရပါတယ်။ခိုင်းကဂရန်ထန်ရင်းရဲ့ပါဝါနဲ့လက်သေးကြီးတစ်ခုဖန်တီးလိုက်ပြီးစနက်စထရိုရဲ့တောက်ခွက်တက်တဲ့ကိုအမြေးကျွေးလိုက်ပါတယ်။ စနက်စထရိုကဒေါသထွက်သွားပြီးသူ့ရဲ့အပေါင်းအပါယဲလိုလန်တန်တွေကိုခိုင်းဝင်နာကိုချုပ်ထားဖို့အမိန့်ပေးလိုက်ပါတယ်။ယဲလိုလန်တန်တွေကခိုင်းကိုဝိုင်းချုပ်ထားချိန်မှာတော့ခိုင်းကစနက်စထရိုဒီမှာဘာလာလုံနေရလဲမေးပါတယ်။စနက်စထရိုပြောတာမင်းမရှိရဲ့ကာလာတွေမှာမင်းရဲ့ကဘာကြီးပြောင်းလဲသွားပြီ။မင်းရဲ့သူ့ရဲ့ခေါင်းတွေကအမှန်တရားကိုမြင်လာပြီ။သူတို့ရဲ့တွေးခေါ်ပုံတွေကလည်းငါလိုဖြစ်လာပြီ။စစ်ပွဲကြီးတစ်ခုလာနေမင်းရဲ့ကဘာကိုကြည့်လိုက်ချိန်မှာငါရဲ့အနာဂတ်မဟာမိတ်တွေကိုတွေ့နေရရဲ့ဆိုပြီးဖြစ်ပါတယ်။ခိုင်းကသူ့ပုံစံအတိုင်းဂယူမဆိုင်တဲ့အထာနဲ့မင်းကိုမင်းကြည့်စမ်းမအောင်။ မင်းကကိုယ့်ကိုကြည်ကောင်းအောင်သေချာပြင်ဆင်ထားရပဲငါသဘောကျရဲ့မင်းကနှကမ်းမွေးရောသပင်ရောအမြဲအပိုလိုမရှိအောင်ပြင်ဆင်တတ်တယ်အဲ့လိုသပင်နဲ့မုတ်စိတ်တွေကိုတီးဖို့တနေ့ကိုတနားရီလောက်ဒူဆိုးဖြစ်ကနေအနားယူရလားလို့မေးပါတယ်စနက်စိုးကပြုံးပြီးခိုင်ရဲ့လက်စွပ်ဝတ်ထားတဲ့လက်ချောင်းကိုကင်လိုက်ပါတယ်မင်းကြောက်သလား green lantern လို့မေးပါတယ်ခိုင်က green lantern ဌာနချုပ်ကိုသတင်းပို့ဖို့စ조사ပေးမယ်။ Sinestro ကခိုင်ရဲ့လက်ချောင်းကိုဖျက်ပစ်လိုက်ပြီးခိုင်ကိုပါအံ့အားသင့်သွားစေပါတယ်။အဖြစ်ပြက်တရားညံဆန်လုံးတာကြောင့်ခိုင်တယောက်ဝေဖာဝါကိုဘလို့မှမဆုစေနိုင်တော့ပဲလက်စုပ်ကိုဆုံးရှုံးလိုက်ရပါတယ်။ စနက်စတိုကငါမင်းရဲ့အကြောက်တရားစွန့်ရမဲမှုအေးဆက်တဲ့အာကာသဟင်းလင်းပြင်းနဲ့ကိုလုံးလေးဖြစ်နေရတယ်ကိုခံစားရတယ်ဒီလိုမှတော့နောက်ဖြစ်လာမယ့်စစ်ပွဲကိုလည်းမင်းမြင်နိုင်မှာမဟုတ်တော့ပါဘူးလို့ဆိုပါတယ်တချိန်တည်းမှာပဲခံရခန္ဓာကိုယ်ကလည်းအောက်ဆီဂျင်ပြတ်တောက်သွားပြီးရေလုံးလန်တန်တွေရဲ့လက်ထဲအဆိတ်စိတ်ပုံမှာပြုတ်ကွဲပြက်စီးသွားရပါတယ်ဒီလိုနဲ့ပဲကဘာပေါ်ရောက်ရင်လုံးမဲ့ခိုင်းရဲ့အကြံစီတွေရတယ်။ပဲတဲ့ရေတုံတို့အကာတာရဲမှာလွင်မျိုးပြောက်ွယ်သွားရပါတော့တယ်။